မင်္ဂလာပါရှင်11ရက်တန်ရဲ့မေလ9ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်လွှင့်မှုစီစဉ်ဆက်တင်ပါတော့မယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ဝါရဲအမှုပညာရှင်တရုတ်ဆောင်ဒရိုက်တာဦးမမောင်မြင့်အသက်63နှစ်အရွယ်တွင်ကွယ်လွန်တဲ့သတင်း brace နဲ့ပူပြင်းမှုကြောင့်မိလာမှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာခီးတဲ့များနဲ့လေရင်အမှုရမ်းများအလုံးထိခိုက်မှုမရှိပဲလေရင်အားရပ်တန့်နိုင်ခဲ့ကြောင်းနဲ့ခီးသွားပြည်သူများအားအနှုံးညွတ်တောင်းပန်ကြောင်းမြမအမျိုးသားလေချောင်းလိုင်းတရင်ထုတ် ပြန်နေတဲ့အိန္ဒိယစစ်တပ်ကပါကစ္စတန်ရှိလခိုင်တိုက်ပါအဖွဲ့နဲ့ဂျိုင်အစ်အီမိုဟာမက်အဖွဲ့တို့ရဲ့ခြေကုပ်နေရာများစစ်တော်စစ်စင်ရေးဖြင့်တိုက်ခိုက်မှုတွင် အကြမ်းဖက်သမား80ကျော်သေဆုံးပြီး60ကျော်ဒဏ်ရာရရှိရလို့အိန္ဒိယအတည်ပြုတဲ့တဲ့ဒဲမုန်တိုင်းတိုင်းဖူးကြောင့်အီရန်ရှိပြည်နယ်ခုနှစ်ခုမှာရုံးများနဲ့စာတင်ကြောင်းများပိတ်ခိုင်းခဲ့တဲ့တဲ့ ချန်ပီယံလိပြိုင်ပွဲမှာထွက်ခွာခဲ့ရခြင်းအတွက်စိတ်ပြည့်ရပေမဲ့လေအသင်းရဲ့ဆွမ်းဆောင်မှုကိုကျေနပ်ကြောင်းဟန်စီဖလစ်ပြောကြားတယ်တဲ့။ဆော့ရှစ်သတင်းများကိုတင်ဆက်ပေးတော့မှာပါ။ဦးစွန်သတင်းတပုတ်အနေနဲ့ဝိုင်းရင်အမှုပညာရှင်တရုတ်ဆောင်ဒရိုက်တာဦးမမောင်မြင့်အသက်63နှစ်အရွယ်တွင် ကွယ်လွန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝိုင်းအမှုပညာရှင်တရုတ်ဆောင်ဒရိုက်တာဦးမမောင်မြင့်ဟာဒီကနေ့မေလ9ရက်နေ့နနက်10:15မိနစ်ခန့်ကကွယ်လွန်သွားတယ်လို့သိရပါဗျ။ တရုတ်ဆောင်ဒါရိုက်တာဦးမောင်မောင်မြင့်ဟာကွယ်လွန်ချိန်မှာအသက်63နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။1956ခုနှစ်မှာမြမရုပ်ရှင်လောကကိုစတင်ဝင်ရောက်လာခဲ့တဲ့ဝါရင်အမှုပညာရှင်ဦးမောင်မောင်မြင့်ဟာကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားပြည်ငင်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ဝိုင်းအမှုပညာရှင်ဦးမောင်မောင်မြင့်ကျမ်းမာရေးအခြေအနေကြောင့်ကုသမှုခံယူနေတဲ့တပ်ပုံတွေလူမှုကွန်ရက်ပေါ်မှာမျက်ဝေမှုတွေရှိခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေးအနေနဲ့တီးသန့်ရမုံငွေကနေကျမ်းမာရေးထောက်ပံ့ငွေတွေဧပြီလအတွင်းက တွားရောက်ပြေးရခဲ့တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ bridge နဲ့ပူပြင်းမှုကြောင့်မိလောင်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာခီးတယ်များနဲ့လေယာဉ်မှုတမ်းများအလုံးထိခိုက်မှုမရှိပေ။လေယာဉ်အားရပ်တန့်နိုင်ခဲ့ကြောင်းနဲ့ခီးသွားပြည်သူများအားအနုညွတ်တောင်းပန်ကြောင်းမြန်မာမျိုးသားလေကြောင်းလိုင်းသတင်းထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရေးစနစ်ပူပြင်းမှုကြောင့်မိလောင်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာခီးတယ်တွေနဲ့လေယာဉ်အမှုဒဏ်တွေအလုံးထိခိုက်မှုမရှိပေလေယာဉ်ကိုရပ်တန့်နိုင်ခဲ့ကြောင်းနဲ့ခီးသောပြည်သူတွေကိုအနှူးညွတ်တောင်းပန်ကြောင်းမြန်မာမျိုးသားလေကြောင်းလိုင်းကသတင်းထုတ်ပြန်ခဲ့ပါသည်ဒီသတင်းထုတ်ပြန်ချက်မှာမေလ6ရက်နေ့ဆက်၈နိုင်35မိနစ်ခန့်မှာမြန်မာမျိုးသားလေကြောင်းလိုင်းခီးစဉ်အမှတ် UB812 ဖြစ်တဲ့ Boring HYLB လေးရင်ဟာမန္တလေးမြို့ကနေရန်ကုန်မြို့ကိုခရီးသည်143ကိုတည်ဆောင်ပြီးပြန်တက်ဖို့ပြုလုပ်နေစဉ်လေရင်ပြေးလန်းပေါ်မှာပုံမှန်မဟုတ်တဲ့အချက်ပြမှုဖြစ်ပေါ်လာတဲ့အတွက် လေရင်မှုကပြေးလန်းပေါ်မှာပြန်တမ်းမှုကိုရပ်တန့်ခဲ့ကြောင်းဒီလိုပြုလုပ်စဉ်လေရင်ရဲ့ brake စနစ်ပူပြင်းမှုကြောင့်လေရင်ရဲ့ဘယ်ဘက်တာယာတွေပွင့်ထွက်လင်းစင်မှုဖြစ်ပေါ်ခဲ့ပြီးမီးတောက်ဖြစ်လာခဲ့တဲ့အတွက်အချိန်မီနှိမ့်သက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါအပြင်ထုတ်ပြန်ချက်ထဲမှာ ကြံရှိတဲ့လေရင်ဘိန်းတွေကောင်းမွန်ပြီးလေရင်ပြင်းလဲရဲ့မြောက်ဖက်ထိတ်မှာဘေးရနေရဲ့ကင်းရှင်းစွာပြင်းလဲပေါ်မှာရက်တန်နိုင်ခဲ့ကြောင်းလေရင်ပေါ်မှာပါတဲ့လေရင်အမှုတန်းတွေလိုင်းနာကျင့်သုံးရတဲ့ safety operating procedure တွေအတိုင်းပြုလုပ်ခဲ့ပြီး ခရီးသည်တွေနဲ့လေယာဉ်အမှုတန်းတွေအားလုံးထိခိုက်မှုတစုံတရာမရှိပဲဘေကင်းလုံခြုံစွာနဲ့လေစိတ်နားနေဆောင်ကိုပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနဲ့ခရီးသည်တွေကိုရန်ကုန်မြို့ကိုအစားထိုးလေယာဉ်တွေနဲ့ပို့ဆောင်ပေးနိုင်ခဲ့ပြီးခရီးသည်တွေရဲ့လိုအပ်ချက်တွေအတိုင်းအဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါ့အပြင်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာမျိုးသားလေကြောင်းလိုင်းက ခီးသွားမိဘပြည်သူတွေကိုအနုညွတ်တောင်းပန်ကြောင်းနဲ့အခုမတော်တဆဖြစ်ပွားမှုကိုမြန်မာမျိုးသားလေကြောင်းအနေနဲ့စုံစမ်းစစ်ဆေးမှုတွေစနစ်တကျဆောင်ရွက်နေပြီဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးခီးစင်မှာပါရှိတဲ့ခီးသည်တအူကလေရင်စတက်ဖို့အချိန်ယူပြီးမှရုတ်တရက်ကြီး desktop အုပ်တာတိလိုက်တော့ဘာဖြစ်တာလဲပေါ့လေရင်ပြန်လှည့်ပြီးအချိန်ယူပြန်တက်တယ်ဘိန်းတန်ကမညက်တော့ဘူးတန်အတန်တွေထွက်လာပြီကပတိန်ကလည်းဖြည်းဖြည်းချင်းပြန်ထိန်ပြီးလေရင်ကိုရက်လိုက်တယ်ဖျားပြည့်တဲ့အတီတရားတစ်ခုကတငယ်ချင်းကိုပြောလိုက်တယ် ဖိန်ပေါက်ပြီလို့ဆိုပြီးလို့အစိုးရခရီးတွေကသူ့အတွေ့အကြုံကိုလူမှုကွန်ရက်မှာရေးသားထားပါတယ်။ဆက်လက်ပြီးအိန္ဒိယစစ်တပ်ကပါကစ္စတန်ရှိလာခာအီတိုင်ဘာဖွဲ့နေဂျာအီဘိုဟာမက်ဖွဲ့တို့ရဲ့ခြေကုပ်နေရာများစင်တော်စစ်စင်ရေးဖြစ်တိုက်ခိုက်မှုတွေအစံဘတ်သမား80ကျော်သေဆုံးပြီး60ကျော်ဒဏ်ရာရရှိရလို့အိန္ဒိယအတီးပြည့်သတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယစစ်တပ်ဟာမေလ9ရက်အစောပိုင်းက Operation Center အမည်နဲ့စစ်စင်ရေးကိုပြုလုပ်ခဲ့ပြီးလာခာအိတိုင်ဘာလက်နက်ကိုင်အဖွဲ့နဲ့ဂျာယီမိုဟာမက်အဖွဲ့တို့ရဲ့ခြေကုပ်နေရာတွေဖြစ်တဲ့မူရီကီနဲ့ဘဟာဝတ်ပူရမ်မြို့တွေအပါအဝင်ပါကစ္စတန်ဗတ်ချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသရဲ့ပြည်မှတ်၉ခုကိုဒုံးကျည်တွေနဲ့24ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NDTV သတင်းမှာဖော်ပြခဲ့ပါတယ်။ ဒေတိုက်ခတ်မှုအတွင်ကျန်းဖက်သမာ80ကြော်တေဆုံးပြီး60ကြော်တရားရရှိခဲ့ကအဲဒီလက်နက်ကိုင်အဖွဲ့တွေရဲ့စစ်စင်ရေးစွမ်းဆောင်ရည်တွေကိုတိတိတသားရောကြစေခဲ့တယ်လို့ဆိုပါတယ်။ဧပြီ22ရက်ကအိန္ဒိယနိုင်ငံသား25ဦးနဲ့နေပေါ်နိုင်ငံသား2ဦးတို့တေဆုံးခဲ့တဲ့ အိန္ဒိယဗချမ်းမှရှိတဲ့ဂျမူးနဲ့ကက်ရှမီးယားဒေသရဲ့ပါကေဟန်မြို့မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ Operation Sindon စစ်စင်ရေးကိုဒေသစံတော်ချိန်မနက်09:44မိနစ်မှာစတင်ခဲ့တာဖြစ်ပြီးစစ်စင်ရေးဟာ25မိနစ်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အိန္ဒိယကာကွယ်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာပါကစ္စတန်နဲ့ပါကစ္စတန်ကသိမ်းပိုက်ထားတဲ့ဂျမူးနဲ့ကက်ရှမီးယားဒေသမှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့အခြေခံအဆောက်အအုံတွေကိုထိမှန်ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ ိမိတို့ရဲ့လှုပ်ဆောင်ချက်တွေဟာအာယုံစူးစိုက်မှုရှိပြီးချင်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 းလှုပ်ဆောင်တာဖြစ်ကြောင်းပါကစ္စတန်စစ်တပ်ရဲ့အဆောက်အုံတွေကိုပြင်ပတ်ထားခဲ့ခြင်းမရှိကြောင်းအိန္ဒိယဟာပြင်ပတ်တွေကိုရွေးချယ်ပြီးကုပြတ်တဲ့နှီးစနစ်နဲ့ထိန်းသိမ်းသိမ်းသိမ်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်အိန္ဒိယဟာဧပြီ22ရက်ကတိုက်ခိုက်မှုအတွက်တာဝန်ရှိသူတွေကိုတာဝန်ခံရမယ်ဆိုတဲ့တန်ိမ့်ထံအတိုင်းရက်တီလှုပ်ဆောင်နေကြောင်းကာကွယ်ဝင်ကြီးဌာနကပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ တဲမွန်တိုင်းတိုင်းမှုကြောင့်အီရန်ရှိပြည်နယ်ခုနှစ်ခုမှာရုံးများနဲ့စာတင်ချောင်းများပိတ်ခိုင်းခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။အီရန်ချင်းအီရန်နိုင်ငံကနေဝင်ရောက်တိုက်ခတ်လာတဲ့တဲမွန်တိုင်းကြောင့်အီရန်နိုင်ငံအနောက်ပိုင်းပြည်နယ်ခုနှစ်ခုမှာစာတင်ချောင်းတွေနဲ့ရုံးတွေကိုအီရန်အနာပိုင်တွေကပိတ်ခိုင်းခဲ့ပါတယ်။ လူဦးရေအဖြစ်ပြည်သူ73တန်းနေပါကောအပြင်မထွက်ဖို့အာဏာပိုင်တွေကတတိပေးထုတ်ပြန်ခဲ့ပါတယ်။ခူစီစတန်၊ကာမန်ရှန်နဲ့ကာတီစတန်ပြည်နယ်တွေလည်းပါဝင်ခဲ့ပြီးပြည်နယ်တချို့မှာပုဂ္ဂလိကယုံတွေအပြင်အစိုးရယုံတွေကိုလည်းပိတ်ခိုင်းထားခဲ့ပါတယ်။မြို့တော်တီဟီရန်တောင်ဘက်မိုင်ပေါင်း680အကွာဘူရှိဟာအရက်မှာလေရုအရေးသွေးကြဆင်းမှုဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလက်ခံထားတဲ့အဆင့်ထက်၄ဆကျော်ပိုဆိုးဝါနေခဲ့ပါတယ်။တဲမုန်တိုင်းဝင်လာတဲ့အကြောင်းရင်းကအီရက်ကနေရောက်လာတဲ့တဲအစုလိုက်တွေကြောင့်လို့ အီရန်မိုးလေဝသအာဏာပိုင်တွေကကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့လကလည်းအီရန်မှာအလားတူသဲမုန်တိုင်းတိုက်ခတ်မှုကြောင့်လေရင်ခီးစဉ်တွေရပ်ဆိုင်းခဲ့ရပြီးလူအောင်ထောင်တဲ့ခြေအသက်ရှင်လမ်းကြောင်းဆိုင်ရာပြဿနာတွေကြောင့်ဆေးရုံရောက်သွားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ချန်ပီယံလိပြိုင်ပွဲမှာထွက်ခွာခဲ့ရခြင်းအတွက်စိတ်ပျက်ရပေမဲ့လည်းအသင်းရဲ့ဆွမ်းဆောင်မှုကိုကျေနပ်ကြောင်းဟန်စီဖလစ်ပြောကြားသတင်းကိုတင်ဆက်ပေးပါမယ်။ဘာစလိုနာနီးပြဟန်စီဖလစ်ကအင်တာမီလန်ကိုရှုံးနိမ့်ပြီးချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရခြင်းအတွက်စိတ်ပျက်ရပေမဲ့အသင်းရဲ့ဆွမ်းဆောင်မှုပေါ်ကျေနပ်မှုရှိရလို့ပြောကြားခဲ့ပါသည်။ဘာစီလိုနာအသင်းဟာမေ6ရက်ကကစားခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်မှာအင်တာမီလန်အသင်းကိုအချိန်ပိုမှာ၄-၃ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ အဲ့ဒီပွဲစဉ်မှာမိနစ်60အတွင်း3-0သေရကျနေခဲ့ပြီးနှစ်ကြော့ပေါင်း6-6သေရဖြစ်နေတဲ့အတွက်အချိန်ပိုဆက်ကစားခဲ့ရပြီးအင်တာမီလန်အသင်းကလူဆောင်ဝင်ကစားသမား Freddy C ရဲ့အချိန်ပိုအတွင်းကိုနဲ့အနိုင်ရခဲ့ပြီးနှစ်ကြော့ပေါင်း8-6-6နဲ့ချန်ပီယံလိဘောလူပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲပြီးမှာဘာစီလိုနာနီးပြဟန်စီဖလစ်ကစိတ်ပြည့်ရပါတယ်။ဒါပေမဲ့ကစားသမားတွေနဲ့အသင်းရဲ့ဆန်းဆောင်မှုကတော့မဟုတ်ပါဘူး။ စားသမားတွေကဘိုလ်လူဝဲရောက်ဖို့အစွမ်းကုန်ကြိုးစားခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှာကျွန်တော်တို့ပြန်ပွဲကထွက်ခွာခဲ့ရပါတယ်။နောက်ရသည်မှာပရိသတ်တွေပျော်ရွှင်ခွင့်ရအောင်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါလို့ပြောကြားခဲ့ပါတယ်။ဒါပြင်ဟန်စီဖလစ်ကအင်တာမီလန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာကွင်းလယ်တိုင်းမာစီနစ်ရဲ့ဆုံးဖြတ်ချက်တချို့ဟာအင်ရှင်အသင်းကိုအလေးတားစေခဲ့တယ်လို့လည်းပြောကြားခဲ့ပါတယ်။ တချို့50 50အနေအထားမှာကွင်းလယ်တိုင်းရဲ့ဆုံးဖြတ်ချက်တွေကအမြဲတမ်းအင်တာမီလန်ကိုပဲအသာရစေခဲ့တာပါဒါပေမဲ့ဒါကဘောလုံးဖြစ်ပြီးဒါကိုကျွန်တော်တို့လက်ခံရမှာပါဒိုင်းတွေအကြောင်းကိုကျွန်တော်မပြောချင်ပါဘူးပွဲပြီးမှကျွန်တော်အမြင်ကိုသူ့ကိုပြောပြခဲ့ပါတယ်ဒါပေမဲ့သူ့ကိုကျွန်တော်ပြောခဲ့တာတွေကိုမီဒီယာတွေကတော့ပြန်ပြောမှာမဟုတ်ပါဘူးလို့ဟက်စီဖလစ်ကပြောကြားခဲ့ပါတယ်လေဗန်ရုပ်သံရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့ရတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါလေးဖြစ်ကြပါစေရှင်